အားလုံးပဲမင်္ဂလာပါ PC သတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Alvin ပါဒီကနေ့အော်တိုဘာလ24ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနားဆရာမယ့်သတင်းတွေကတော့ချင်းကြီးနောက်ဖွဲ့ဝင် CDF Complex CUC ချုပ်ရဲ့မင်္ဂလာပွဲကိုကျမ်းပစစ်တက်ကလေချောင်းကနေပုံချဲတိုက်ခိုက်လို့၄ရက်သေဆုံးပြီး15ရက်ထပ်မနေတိုင်ရန်ရရှိရတဲ့သတင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာကျမ်းပစစ်တက်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန မြေရအတွင်းဝင်ချင်းတိုင်းသာဥဟောက်ခန့်ဆုံတက်ရောက်မဲ့တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကဆက်လက်အတိမတ်ပြုလိုက်တဲ့သတင်းနဲ့အတူခြားစိတ်ဝင်စားစရာသောဆိုရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းကြီးနောက်ဖွဲ့ဝင် CDF ကံပလက်စီဦးစီချုပ်ရဲ့မင်္ဂလာပွဲကိုအချမ်းပတ်စစ်တက ဒီနေ့မနေ့ပိုင်းကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့၄ရက်သေဆုံးပြီး၅ရက်ထက်မနည်းဒဏ်ရာရရှိတယ်လို့သိရပါတယ်။ CDF complex ထင်ချုပ်ထားတဲ့ complex မြို့မှာ CUC ချုပ်ရဲ့မင်္ဂလာပွဲကျင်းပနေတဲ့မြို့မှာရက်ကွက် နှစ်ဆယ်မိုင်ကုန်းကိုယနေ့မနေ့ပိုင်း၉နာရီဝန်းကျင်မှာချမ်ပစစ်တပ်ကနှစ်ချိန်ဘုံကျဲတာလို့သိရပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်မင်္ဂလာပွဲလာတဲ့ NLD လွှတ်တော်အမတ်အပါအဝင်အမျိုးသား၃ဦးနဲ့အမျိုးသမီး၁ဦးစုစုပေါင်း၄ဦးသေဆုံးကြောင်း complex ဘက်က စီရီသတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်ယခုလက်ရှိမှာပျောက်ဆုံးသူတွေလည်းရှိနေပြီးသေဆုံးမှုအရေအတွက်တိုးလာနိုင်တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူလည်း15ယောက်ထက်မနည်းရှိခဲ့ပြီးအဲ့ဒီထဲမှာ9ယောက်တန်းကပြင်းထန်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ချမ်ပါစစ်တပ်ဟာမင်္ဂလာပွဲဖိတ်စာထဲမှာပါတဲ့မင်္ဂလာပွဲကျင်းပမဲ့နေရာအချိန်အတိကျကိုလေကြောင်းကနေတိုက်ခိုက်လာတာလို့သိရပါတယ်။ကမ်ပလက်မျိုးဟာချင်းကြီးတော်ဖွဲ့ဝင် CDF ကမ်ပလက်တပ်ဖွဲ့ကထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး 2024ဒီဇင်ဘာမှာချင်းကြီးနောင်မဟာမိတ်တပ်တွေကမင်းတပ်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အချိန်မှာကမ်ပလက်မျိုးပေါ်ကဂျမ်ပါစစ်တပ်တွေမျိုးကိုစွန့်ခွာသွားလို့ CDF ကမ်ပလက်ကထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဂျမ်ပါစစ်တပ်ဟာယခုအောက်တိုဘာလအတွင်းမင်းတပ်မတပီဟာခါနဲ့တွန်းဆောင်မျိုးတို့ကိုလေကြောင်းတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေပြီးအဲ့ဒီဘုံကျဲတိုက်ခိုက်မှုတွေကြောင့်မင်းတပ်မျိုးနဲ့ထင်ချောင်းကျေးရွာကចောင်းသား3ဦးနဲ့မတန်ဆွမ်းမျိုးသမီး2ဦး ဗန်ဟာချေးရွာကចောင်းသားနှစ်ဦးတို့ဒေဆုံးပြီး20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်စည်းဝေးတွေကိုအချမ်းပတ်စစ်တပ်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ချင်းတိုင်းသားဦးဟောက်ခန့်ဆုံတက်ရောက်မယ်လို့သိရပါတယ်။ဦးဟောက်ခန့်ဆုံနဲ့ကိုစလဲအဖွဲ့ဟာယနေ့အောက်တိုဘာလ23ရက်မနက်ပိုင်း7:00နာရီခွဲလောက်က ကွာလာလမ်ပူလေးစစ်ကိုရောက်ရှိသွားပြီလို့မလေးရှားသတင်းဌာနတွေမှာဖော်ပြထားပါတယ်။59ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကို အော်တိုဝါလာ26ရက်ကနေ28ရက်ထိကွာလာလမ်ပူမြို့မှာ3ရက်ကြာကျင်းပမှာဖြစ်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်းဆောင်မင်းအောင်နိုင်တက်ရောက်မယ်ဆိုပြီးစစ်တပ်လော်ဘီသတင်းမီဒီယာတွေက ဖော်ပြကြပေမဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်ကစစ်ကောင်းဆောင်တက်ရောက်မှာမဟုတ်ဘူးလို့မနေ့ကပြောဆိုခဲ့ပါတယ်။ ဒါကြောင့်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုအချမ်းပတ်စစ်တပ်ကစားနိုင်ငံကြားရေးဝန်ကြီးဌာနအမြန်အတွင်းဝင်ဦးဟောက်ခန့်ဆုံးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကတက်ရောက်ကြမှာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာအာဆီယံဖွဲ့ဝင်နိုင်ငံကောင်းဆောင်အားလုံးတက်ရောက်ကြမှာဖြစ်တယ်လို့ American သမ္မတ Donald Trump အပါအဝင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကကောင်းဆောင်တက်ရောက်ကြဖို့လည်းရှိတယ်လို့သိရပါတယ်။ ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံမှုဆောင်ကောင်စီအစည်းအဝေးမှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အသီးမှတ်ပြုရန်ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာချမ်ပါစစ်တပ်ကအာဏာသိမ်းပြီးနောက်2020ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုစလဲအဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကမိန့်ဖက်အဖြစ် ဆက်လက်တည်မှတ်ပြုလိုက်တာဖြစ်ပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာမြန်မာနိုင်ငံမှာအချမ်းပတ်စစ်တပ်ကအာဏာသိမ်းမှုနောက်ပိုင်းပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူတွေရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းဖြစ်အတိမတ်ပြုခဲ့ပြီး CRPH အနေနဲ့လည်း IPU ညီလာခံနဲ့စီဝေးတွေကိုတယောက်လေးရှိပါတယ်။ IPU ရဲ့ဒီဆုံးဖြတ်ချက်ဟာအချမ်းပတ်စစ်တပ်ကအတုအယောင်ရွေးကောက်ပွဲကျင်းပရန်ကြေညာထားတဲ့အချိန်မှာအတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဟာ IPU ရဲ့အစည်းအဝေးတွေကိုမြန်မာကိုစားပြုအနေနဲ့ဆက်လက်တက်ရောက်သွားမှာဖြစ်ပါတယ်။မြန်မာအရေးဖြစ်ရှိရမှာနိုင်ငံတကာအတိုင်းဝိုင်းရဲ့အခန့်ကဏ္ဍဟာအရေးပါလာသလိုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခန့်တွေကိုလက်တွေ့ကြပြီးရေရှည်တည်တတ်တဲ့ဖြည့်ရှင်မှုဖြင့်ပံ့ပိုးကူညီပေးကြဖို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ထားပါတယ်။ ဘင်းပြည်နယ်မြဝတီမြို့ကကြားဖြတ်အွန်လိုင်းလိမ်လည်မှုအခြေဆိုင်ရာ KK Park ထဲကနေ Time Bachchan ကိုထွက်ပြေးလာသူ1049ဦးအထိရှိလာပြီးအိန္ဒိယနိုင်ငံသားအများဆုံးဖြစ်တယ်လို့ဒီနေ့အောက်တိုဘာလ24ရက်နေ့မှာပြုလုပ်တဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ထိုင်းဘက်ကနိုင်ငံပေါင်း26နိုင်ငံကနိုင်ငံခြားသားတွေရောက်ရှိလာကြပြီးဒုတိယအများဆုံးကတရုတ်နိုင်ငံသားတွေဖြစ်ကာတတိယမြောက်ကဗီယက်နမ်နိုင်ငံတွေလို့သိရပါတယ်။ ဒါပြင်အာဖရိကနဲ့ရှေ့တောင်အာရှနိုင်ငံသားတွေလည်းပါဝင်ပြီးကိန်းဂဏန်းအတိအကျကိုတော့ပြောဆိုမတော့ပါဘူး။ Time Act ကိုထွက်ပြေးလာသူတွေထဲမှာ scammers လို့ခေါ်တဲ့ငွေကြေးလိမ်လည်သူနဲ့ victims လို့ခေါ်တဲ့လိမ်လည်ခိုင်းစေခိုင်းရသူကိုခွဲချမ်းပြီး victims တွေကိုသူတို့နိုင်ငံပြန်ပို့ပေးမှဖြစ်ပြီး scammers တွေကိုတော့ဥပဒေအတိုင်းအရေးယူသွားမယ်လို့ထိုင်းနိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။မြန်မာနိုင်ငံမြောက်ဝတီဘတ်ချန်းက ချစ်ကြည်တတာအနီးမှာထိုင်းဘက်ကိုလာဖို့ကြိုးစားနေသူအယောက်900ကျော်ရှိနေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ Champas Sitat လောက်ခံကရင်နယ်ကြားဆောင်တဲ့ BGF ထင်းချုပ်ထားတဲ့မြောက်ဝရီမြို့ဘက်က KK Parker online ငွေကြေးလိမ်လည်မှုအခြေဆက်ရာဒေတာအဖြစ်နာမည်ကြီးနေပြီး Champas Sitat ကအော်တိုဘာလ16ရက်နေ့ကဝင်ရောက်စီးနင်းခဲ့ပြီးနောက်အများအပြားဖမ်းဆီးခံရတယ်လို့ထိုင်းနိုင်ငံဘက်ချမ်းကိုလည်းထွက်ပြေးတင်းရှောင်နေကြတာဖြစ်ပါတယ်။ KK Park က BGF ကအဓိကလုံခြုံရေးယူတာဝန်ယူတည်ဆောက်ထားတဲ့ online ချက်ဖြန့် center တစ်ခုဖြစ်ပြီးမြဝတီမြို့နယ်မေထော်တလေးကျေးရွာနီး Time မြန်မာနယ်ဆက်တောင်ရင်မြစ်ကမ်းဘေးနားမှာတည်ရှိတာဖြစ်ပါတယ်။ချင်းမီနယ်မြပိုင်းသွန်းဆန်မြို့နယ်မှာမနေ့ညကပြင်းအား Ricketta scale လေးအဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ မနေ့အော်တိုဘာလ23ရက်ည9:00နာရီ17မိနစ်မှာမြေအောက်အနက်90ကီလိုမီတာကိုဘိုးပြပြီး Richter scale 4.3အဆင့်အင်အားအနည်းငယ်ရှိတဲ့ဂလင်တစ်ခုလှုပ်ခတ်သွားတယ်လို့ NUG အစိုးရလူသားချင်းစာနာ ထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဂလင်အနယ်အကြောင်းထိခိုက်ဆုံးရှုံးမှုတွေရောနေစေရန်အတွက်ဆောင်းရန်ရှောင်းရန်သတိပြုရန်နဲ့အညီနေထိုင်ကြရန်အတိပေးထားပါတယ်။ မြင်းကလေးတိုင်းတာဆံများကအသုံးပြုတဲ့ scale နဲ့တိုင်းတာတဲ့နီလန်းတို့အပေါ်မူတည်ပြီးလဲမလင့်အင်အားပမာဏအနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဆိုပါတယ်။မန္တလေးတိုင်းမြင်းချန်ခရိုင်မှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာ Champus စစ်တပ်က40နီးပါးတေဆုံးပြီးစစ်တုံးပန်း9ဦးဖမ်းဆီးရမိတယ်လို့မြင်းချန်ခရိုင်အမှတ်၄တရင်ကထုတ်ပြန်ပါတယ်။ ရင်းကျန်ခရိုင်နဲ့ထိုးကြီးမြို့နယ်နဲ့မလှိုင်မြို့နယ်ထဲမှာစက်တဘာ25ရက်ကနေအောက်တိုဘာ12ရက်အထိ18ရက်တာအတွင်းချမ်ပါစစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲပေါင်း၄ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စက်တဘာ25ရက်မှာနဲ့ထိုးကြီးမြို့နယ်ရန်ကင်းဖျားကနေမြိုင်တာကျေးရွာဘက်ဦးတီစစ်ကြောင်းထိုးလာတဲ့အင်အား200ပါစစ်ကြောင်းကိုဒေါ်လာရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာချမ်ပါဘူကြီးပါဝင်9ဦးသေဆုံးခဲ့ပါတယ်။ အောက်တိုဘာ၃ရက်မှာလဲနထိုးကြီးမြို့နယ်မြိုင်သာရွာကိုမြစ်ရှုဖြစ်စီပြီးတိုင်းလေရွာအနီးဦးတီစစ်ကြောင်းထိုးလာတဲ့အင်အား250ကျော်ပါစစ်ကြောင်းကိုတိုက်ခတ်ရမှာဂျမ်ဖတ်စစ်တပ်က၄ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းမိပြီးဂျမ်ဖတ်စစ်သား၁၀ဦးနဲ့အထက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။အောက်တိုဘာ၉ရက်မှာလဲမလှိုင်မြို့နယ်နော့ကန်ရွာဘက်မှအင်ဂျီတော်ရွာဘက်သို့ဦးတီစစ်ကြောင်းထိုးလာတဲ့အင်အား200ပါစစ်ကြောင်းကို ်မြင်းကျင်ခရိုင်အမှတ်လေးတရင်မြင်းကျင်ခရိုင်အမှတ်30တရင်တို့ကတိုက်ခိုက်ခဲ့လို့ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အောက်တိုဘာ12ရက်မှာလဲမလှိုင်မြို့နယ်နော့ကန်ရွာဘက်ကနေအင်ဂျီတော်ရွာဘက်သို့ဥတီစကြောင်းထိုးလာတဲ့အင်အား200ပါစကြောင်းကိုတိုက်ခိုက်ရမှာကျန်းဖတ်ဘုံမှုကြော်မြင့်အပါဝင်20ဦးနဲ့အထက်သေးဆုံးပြီးအကျန်းဖတ်စစ်သား9ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ 19ရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာဂျမ်ဖတ်ဆေအိုစုဘက်ကနေလက်နက်ခဲရဲ့အမြောက်များကိုလည်းတင်စီရမိထားတယ်လို့သိရပါတယ်။ဒီနေ့မဲ့ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။